မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့အင်ဒိုနီးရှားမှာအခမဲ့အစားအသောက်အစီအစဉ်ကြောင်းပဲចောင်းသား900နီးပါအစားအစိတ်တဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်အင်ဒိုနီးရှားနိုင်ငံရော့ယာကာတာပြည်နယ်မှာတော့ဒီသတင်းဘက်တွင်ကလေး900နီးပါအစားအစိတ်တဲ့မှုနဲ့ပတ်သက်ပြီးတော့တာဝန်ရှိတဲ့သူတွေကစုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်ဒါဟာသမရ ရာဘိုဆူဗီယန်တူရဲ့စာတင်ကြောင်းတွေမှာအခမဲ့အစားအစာတွေအစီအစဉ်အောက်မှာပြင်ဆင်ကျူးမွေးတဲ့အစားအစာတွေကိုကျောင်းသားတွေကစားသုံးပြီးတဲ့နောက်မှာအစာအစိတ်အသစ်မှုနောက်ဆုံးဖြစ်စဉ်လည်းဖြစ်ပါတယ်။ဇန်နဝါရီလမှာစတင်ကြတဲ့ဒီအစီအစဉ်ကတော့ ရာပုံမူရဲ့ရွေးကောက်ပွဲမင်းဆက်စည်းရုံးရဲ့အတေကကလေးကဝတ်တစ်ခုဖြစ်ပေမဲ့လည်းအောက်တိုဘာ29ရက်အထိကလေး15000လောက်ကအစာအစေးတင်တဲ့ကြောင့်အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ GPPR ရဲ့အချက်လက်တွေမှာဖော်ပြလာပါတယ်။ GPPR ကတော့ဒီအစီအစဉ်ကိုရက်ဆိုင်ဖို့တောင်းဆိုထားပါတယ်။အစားအစာတွေကိုမသိမလျော်တူလောင်တာနဲ့ချက်ပြုတ်ထားတဲ့အစားအစာတွေကိုနောက်ကျပို့ဆောင်တာတွေကြောင့်အစေးတင်မှုဖြစ်ွားတာလို့အာဏာပိုင်တွေကဆိုပါတယ်။ရော့ရာကာတာမှာရှိတဲ့ ကျောင်းနှစ်ကျောင်းမှာတော့ကျောင်းသား660ကျော်အခမဲ့ကျောင်းအစားအစာတွေကိုစားသုံးပေးတဲ့နောက်အစိမ့်တဲမှုကြောင့်ဖြားနာခဲ့တဲ့ကြောင့်ဒေသဆိုင်ရာအကြီးအကဲကဆိုပါတယ်ပြည်ရက်တွေကိုစုံစမ်းစစ်ဆေးပြီးတော့အနီးအနားမှာရှိတဲ့မိဖို့ကြောင်တွေကိုယာယီပိတ်ထားကြောင်းလည်းဆိုပါတယ်ကျယ်ပြန့်တဲ့ကျုံးစုတခြားမှာဒီအစီအစဉ်အတွက်မိဖို့ကြောင်တထောင်တထောင်ရှိပါတယ်အစိုးရဟာအခုနှစ်အစီအစဉ်အတွက်အမေရိကန်ဒေါ်လာ10.3ဘီလီယံအသုံးပြုဖို့ယာတာထားပါတယ် ဆက်ရက်ပြီးတော့ပြည်သက်လုံပြားတိုင်းဖောက်ထွဲမှုတန်တရားရှိသူ9ယောက်ကိုထပ်မံဖမ်းလိုက်တဲ့အကြောင်းဖော်ပြပေးပါရစေ။ပြည်သက်နိုင်ငံပါရီမျိုးမှာရှိတဲ့လုံပြားတိုင်းဖောက်ထွဲမှုမှာပောင်ဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီးတော့တန်တရားရှိသူတန်တရားရှိသူ9ယောက်ကိုထပ်မံဖမ်းဆီးတဲ့အကြောင်းတောင်းရှိတဲ့တွေကဆိုပါရစေ။တန်တရားရှိသူ9ယောက်ကိုပါရီဒေတာမှာဖမ်းဆီးခဲ့တယ်လို့အစိုးရရှင်းတွေကဆိုပါရစေ။ဖမ်းဆီးခံရတဲ့သူတွေထဲမှာအ திக တန်တရားရှိသူတယောက်ပါဝင်တယ်လို့ဆိုပါရစေ။ ခေါ်ယုံမှုမှာပါဝင်တဲ့အမျိုးသားနှစ်ယောက်ကိုစစ်ဆေးပြီးတဲ့နောက်မှာနောက်ထပ်လူတွေကိုဖမ်းဆီးခဲ့တာပါ။ယူရို88သန်းတန်ဖိုးရှိတဲ့ရှေးဟောင်းရတနာပစ္စည်းတွေကိုအောက်တိုဘာ16ရက်မှာတကူးလေးရောင်နေကင်းကြောင်တောင်ချိန်မှာအစောင်းအုံတဲဝင်ရောက်ခိုးယူသွားခဲ့တာပါ။ဒီပြားလိုက်ကတော့ကမ္ဘာအလယ်ပတ်အများဆုံးပြားလိုက်တွေကတစ်ခုဖြစ်ပါတယ်။ခေါ်ယုံခံလာရတဲ့ရတနာတွေကိုပြန်လည်းမတွေ့ရှိရသေးတဲ့ကြောင့်တောင်းရှိတဲ့သူတွေကဆိုပါတယ်။ဖမ်းဆီးခံရသူတယောက်ရဲ့ DNA ဟာရာဇဝတ်မှုဖြစ်ပွားရနေရတဲ့ဆက်ဆက်နေနိုင်ကြောင်းလည်းဆိုပါတယ်။ ပြင်သစ်စုံစမ်းစစ်ဆေးမှုတွေဟာဖမ်းဆီးထားသူတွေရဲ့အသေးစိတ်အချက်လက်တွေကိုအသေးစိတ်ထုတ်ပြန်တာမရှိပေမဲ့တရားစွဲဆိုခံရခြင်းဒါမှမဟုတ်လွှတ်ပေးခြင်းမပြုမီလျှက်ကြထိမ့်သိမ်းစစ်ဆေးနိုင်ပါတယ်။အာဏာပိုင်တွေကတော့ဖောက်ထွက်မှုမှာပအဝင်ပတ်သက်တဲ့ခိုင်ဟာ CCTV မှာတွေ့ရှိခဲ့တဲ့လူလေးယောက်ထပ်ပုံပြီးပါဝင်နိုင်တယ်လို့ယူဆထားကြပါတယ်။သူတို့တွေဟာပြတိုက်ဖွဲ့လဲပြီးတော့မကြမီမနက်9:30မိနစ်30မှာပြတိုက်ကိုရောက်ရှိလာပြီးတော့လာတာဆောင်ကနေတက်စဲအပိုလိုပြကန်းလေးကိုဝင်ဖို့လေကားပါတဲ့ကားစီးကိုအသုံးပြုခဲ့တယ်လို့တာဝန်ရှိတဲ့သူတွေကဆိုပါတယ်။ဖောင်ထွင်းတဲ့သူတွေဟာပစ္စည်းကိုကိုကိုခိုးယူခဲ့ပေမဲ့နပိုလီယန်3ရဲ့ဇနီးဖြစ်သူပါဆိုင်တဲ့တရက်ဘူးတစ်ခုပြုတ်ကြပြီးတော့အနီးနားမှာတွေ့ရှိခဲ့ရပါတယ်။ လောက်ပြရိုက်ဟာပါရီမှာကမ္ဘာလဲခီးတယ်တွေလာရောက်လည်ပတ်မှုအများဆုံးနေရာတွေတဲကတခုဖြစ်ပြီးတော့2024ခုနှစ်အတွက်ဧည့်သည်၈တသမ8သန်းလောက်လာရောက်ခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့တွဲကားတွေထားတဲ့ခြံတခုမီးလောင်တဲ့အကြောင်းဖော်ပြပေးကြပါမယ်။မန်လေးမြို့အမရပူရာမြို့နယ်မြင့်ငယ်ထုံးပို့လမ်းပေးကတော်လာကြီးရမှာအော်တိုဘာ30ရက်နေ့နေ့လယ်7:00နာရီအချိန်လောက်ကတွဲကားရက်ထားတဲ့ခြံတခုမီးလောင်မှုဖြစ်ပါလို့တွဲကား3စီးဘဟိုးရင်တစ်စီးအပါဝင်အဆောက်အအုံတချို့မီးလောင်ပျက်စီးခဲ့လို့ဆိုပါရတယ်။ ခြံစောင်းလောက်ပဲရှိတယ်လူထိကြိုက်တော့မရှိဘူးကြားပါရတယ်။အသင်းကနေတီးရတာတော့တွဲကား၃စီဘက်ဟို၁စီနဲ့အဆောက်အအုံတချို့မိတော်ပျက်စီးခဲ့တယ်လို့မြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့မန်ရီတိုင်ယုံကတောင်းရှိသူကဆိုပါရတယ်။ဖြစ်စဉ်နေရာကိုတော့အမရဗုဒ္ဓမြို့နယ်မိသက်စခန်းကမိငင်းတက်ရဲ့၁စီနဲ့အတူတူတာရင်မိသက်တပ်ဖွဲ့ဝင်တွေတွားရောက်ညှိတက်ခဲ့တာမှနေ့လယ်၁နာရီ၆မိနစ်မှာမိငင်းတက်နိုင်ခဲ့တယ်လို့လည်းသိရပါရတယ်။မြန်မာနိုင်ငံလူမှုကေဆေးအဖွဲ့မန်လေးတိုင်ယုံကတော့ဂါလန်3800နဲ့2200ဆန်းနဲ့အရေးပေါ်ရင်းရင်းနေနဲ့ တိုင်းရုံးအဖွဲ့ဝင်တွေထွက်ခွာရမှာနေမြေကမြန်မာနိုင်ငံလူမှုကေဆေအဖွဲ့နေမြေကပရိဟိတအတင်းတွေပူးပေါင်းပြီးတော့ရေထောက်ကူပြုကူညီဆောင်ရွက်ခဲ့လို့လည်းသိရပါဗါးဆုံးရှုံးမှုတံပိုးကိုတော့မြန်မာနိုင်ငံမိသက်တဖွဲ့ကတွက်ချက်နေစေဖြစ်တာကြောင့်ဆုံးရှုံးမှုတံပိုးအသေးစိတ်ကိုတော့မသိရပါဘူးဆက်လက်ပြီးတော့ online လောင်းစားကြော်ညာပေးတဲ့ Thai influencer ထောင်သုံးနှစ်ချမှတ်ခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ် ထိုင်းရက်တပ်ဖွဲ့ကတော့အောက်တိုဘာ29ရက်နေ့က follower 38000ရှိတဲ့ influencer တယောက်ကို social media ကနေတရားမှန် online လောင်းစားကြော်ညာမှုအတွက်ဖန်ဆီးလိုက်ပါတယ်။ cyber ရာဇဝတ်မှုစုံစမ်းရေးဌာနကသူမဟာလေပိုင်းဆိုင်ရာလုံးစော်တဲ့ဗီဒီယိုတွေ message တွေတင်ခဲ့ပြီးတော့လူတွေကိုတရားမှန်နဲ့ online လောင်းစားလို့ပို့တိုက်တွန်းခဲ့ကြောင်းလည်းဆိုပါတယ်။ဘဏ်ကောက်မှရှိတဲ့ ဒေါ်မောင်တရားရုံးကသူမကိုထောင်ချောင်းနဲ့ချမှတ်ခဲ့ပြီးတော့သူမကဝန်ခံခဲ့ပြီးတဲ့နောက်၃နှစ်တည်လျှော့ချပေးခဲ့ပါတယ်။ဒါဟာဒီလိုမျိုးပြစ်မှုအမျိုးအစားတွေပုံမှန်မဟုတ်တဲ့ပြင်ထန်တဲ့ပြစ်ဒဏ်တစ်ခုဖြစ်တယ်လို့ရဲတပ်ဖွဲ့ကဖော်ပြခဲ့ပါတယ်။အာနာဘန်ဒီကတော့ influencer အနေနဲ့ online ကနေထင်ရှားသူ online ကထင်ရှားတဲ့သူတွေကို online လောင်းစားကြော်ညာတာဒါမှမဟုတ်တခြားသူတွေကိုဖိတ်ခေါ်တာဟာထိုင်းဥပဒေအရပြင်းထန်တဲ့ရာဇဝတ်မှုတစ်ခုဖြစ်ပြီးတော့တင်းတင်းကြပ်ကြပ်အရေးယူသွားမယ်လို့သတိပေးခဲ့ပါတယ်။ ဆက်လက်ပြီးတော့တရုတ်မှာဒေါ်လာ14တန်းလာလိမ့်နဲ့ကြားဖြတ်ဘန်ကောက်မှာတလားကိုဘတ်တသိန်းခွဲတန်တိုက်ခန်းငှားနေလို့ဖမ်းမိတဲ့ကြောင့်ဖော်ပြပေးကြပါရယ်တရုတ်နိုင်ငံအတွက်လူပေါင်း100နီးပါးထံကရွှန်သန်း100ဒေါ်လာ14တန်းကို crypto ငွေကြေးလုပ်ငန်းပြလိမ့်နေသွားခဲ့တဲ့ဖမ်းရထုတ်ထားတဲ့ brand ပြကိုထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့စင်ကာအိမ်လုံးမှာတယောက်တည်းငှားရနေထိုင်နေတာကိုသိရပြီးတော့ထိုင်းရဲ့တပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ် ပြန်အိုက်ပင်းဆိုသူကိုတရုတ်အစိုးရကအလို့ရှိနေတာကိုထိုင်းနဲ့တရုတ်အာဏာပိုင်တွေကပူးပေါင်းပြီးတဲ့နောက်ဗရန်ထုတ်ပြီးတော့အော်တိုဘာ29ရက်မှာဘန်ကောက်ဝမ်တောင်လန်းခဲမှာရှိတဲ့တုံးတက်တိုက်ကြီးအတွင်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။လျန်အိုက်တင်းကတော့2024ခုနှစ်ဒီဇင်ဘာလကလေးကဒီတိုက်ကြီးကိုတစ်လကိုဘတ်တသိန်း9000 4645ဒေါ်လာပေးပြီးတော့တကူတဲ့ငှားရနေထိုင်သူဖြစ်တယ်လို့လည်းသိရပါဗျ။တေယုအာနာပိုင်ရဲ့အဆိုအရတော့လျှံနဲ့အတူတူအဲချင်းဟွာ၊ဝူချန်းယံ တန်ဆန်းရှင်ရောင်းလိုက်ရန်တို့လေဦးပေါင်းပြီးတော့ Fintech ကဒီဂျစ်တယ်ငွေကြေးယင်းမျိုးနံမှုဟန်ပြက2022ခုနှစ်ဒီဇင်ဘာလက2023မေလအတွင်းအခုလိုများပြားလာတဲ့ငွေကြေးတွေကိုလေလေတာဖြစ်တယ်လို့လည်းသိရပါဗျ။လျှံမတိုင်ခင်ကသူတို့ငောင်းတဲ့ကရောင်းလိုက်ရန်တအုပ်ကိုတော့ဖမ်းမိထားပြီးတော့မှုစင်ဖို့ကြားနာနေစေလည်းဖြစ်ပါတယ်။လျှံအိုင်ပင်းနှစ်အိမ်ဝင်ရောက်စင်းတဲ့ဖမ်းဆီးစင်မှာ license နဲ့ ဗီရတာပရစ်စတိုနဲ့ကြည်အောက်20ကိုပါမိတဲ့အတွက်တရားမွန်လက်နက်ကင်ဆာမှုတွေပါဆွဲချက်တင်ထားပြီးတော့တရုတ်နဲ့ပူးပေါင်းပြီးတော့နိုင်ငံပြန်ဖို့ဖို့စီရင်နိုင်ရင်စစ်စင်နေပြီလို့လဲဆိုပါတယ်ရှင်ဆက်လက်ပြီးတော့သုံးနှစ်သားလေးကိုရင်နွေးပူလောင်းပြီးတော့ဆေးပူသားတဲ့ချွန်ပူရီကဆေးကန်းကိုယာယီပိတ်သိမ်းလိုက်ပြီဆိုတဲ့အကြောင်းဖော်ပြပေးချင်ပါတယ်။ထိုင်းနိုင်ငံချွန်ပူရီမှာရှိတဲ့ဆေးကန်းတစ်ခုကိုထိုင်းနိုင်ငံဆေးကောင်စီကယာယီပိတ်သိမ်းဖို့အမိန့်ပေးလိုက်ပါတယ်။အကြောင်းရင်းကတော့အဖျားကြီးလိုလာပြသူသုံးနှစ်အရွယ်လောင်းကလေးငယ်တစ်ဦးကိုဆေးပန်း ဆေးကန်းပိုင်ရှင်ဆောင်ကိုယ်တိုင်ကရင်းနှီးမှုနဲ့လောင်ချခဲ့တယ်ဆိုတဲ့ဆွဆွဲကြကြောင်းလည်းဖြစ်ပါတယ်။ကလေးရဲ့မိဘတွေပြောပြချက်အရတော့အော်တိုဝါ24ရက်နေ့ကကလေးကအဖျားအယမ်းကြီးနေလို့သူ့ရဲ့ဘိုးကအဲ့ဒီဆေးကန်းကိုခေါ်သွားတယ်။ဆေးကန်းကအကူကဆေးတလုံးထိုးပေးလိုက်ပြီးတဲ့နောက်မှာကလေးကတက်ပြီးတော့သတိလစ်သွားတယ်လို့ဆိုပါတယ်။ဒီနောက်မှာတော့အကူကဆေးအောင်ကိုခေါ်လိုက်ပါတယ်။ ဆရာဝန်ကကလေးရဲ့ခန္ဓာကိုယ်ပေါ်မှာတပတ်တထည်တင်ခိုင်းပြီးရင်နွေးပူနဲ့နှစ်ကြိမ်တိုက်တိုက်နှောင်းချခဲ့တယ်လို့သိရပါဗျ။တတိယတစ်ကြိမ်ထပ်မလောင်းခင်မှာကလေးရဲ့အဖို့ဖြစ်သူဝင်ထားခဲ့ရပါဗျ။ကလေးကအဲ့ဒီနောက်မှာသတိပြန်ရလာပေမဲ့နာကျင်လွန်းလို့အဟစ်ငိုလိုနေခဲ့ပါဗျ။သူ့ရဲ့ရင်ဘတ်ပိုင်းနဲ့ပခုံးနားကကြောဘက်အစိမ့်ပိုင်းနေမှာပြင်းထန်တဲ့အပူလောင်ဒဏ်ရာတွေရသွားခဲ့ပါဗျ။ အားသင့်စရာကတော့အဲ့ဒီဆောင်ကမိသားစုကိုပြောတာကရင်းနှီးမှုလောင်တာဟာကုသမှုရဲ့တစိမ့်တစ်ပိုင်းဖြစ်ပြီးတော့ဒီလိုမလုံးရင်ကလေးကအဲ့ဒီနေပါတယ်တည်သွားနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်သူကဩသာရှိပြီးတော့မျက်နှာကြည့်တဲ့သူတွေနဲ့တည်တယ်လို့ကြွားလုံးထုတ်ပြီးတော့မိသားစုကိုတရားစွဲကျင်လဲစွဲနိုင်တဲ့အကြောင်းစင်ခေါ်ခဲ့တယ်လို့ဆိုပါရယ်။ဒီအဖြစ်အပျက်ကိုမိဘတွေကလူသိမြအောင်ဖွင့်ချပြီးတဲ့နောက်မှာတော့ B1 ဆိုတဲ့အကျိုးမျက်မြူတဲ့အဖွဲ့အစည်းတစ်ခုကမိသားစုကိုကူညီပေးတာပါပဲ။သူတို့ကသက်ဆိုင်ရာအာဏာပိုင်တွေနဲ့ချိတ်ဆက်ဖို့နဲ့ဆီယောင်ကိုတရားစွဲဖို့ကူညီပေးနေပါပါတယ်။ ဒီသတင်းထွက်လာပြီးတဲ့နောက်မှာတော့အရင်ကဒီစေကန်းဟာအရင်ကဒီစေကန်းမှာပြခဲ့မှုတဲ့လူနာတအူးကလည်းသူ့မှာစင်းတဲ့တာရှိပြီးတော့ကြိုပြောထားရတဲ့အဲ့ဒီစီကိုတိုက်ခဲ့လို့အသက်ရှူကျတာအဖိုးပိတ်နေထွက်လာပြီးတရေလစ်ခဲ့တဲ့ကြောင့်စေကန်းကတာဝန်မြူပဲသူ့ကိုစေကန်းလာခွင့်မှာပိတ်လိုက်တဲ့ကြောင့်ထပ်မံထွက်ဆိုလာပါတယ်။ ထိုင်းစစ်ကောင်စီကတော့အောက်တိုဘာ30ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပြီးဒီစည်းကမ်းကိုအဲ့ဒီကစပြီးနိုဘာ13ရက်တည်းယာယီပိတ်ထားလိုက်တဲ့အကြောင်းနဲ့စုံစမ်းစစ်ဆေးမှုတွေလုံဆောင်နေတယ်လို့သိရပါဗျ။ကလင်းငယ်ကတော့တတိယအဆင့်မီးလောင်ဒဏ်ရာတွေရရှိခဲ့ပြီးတော့လက်ရှိမှာခွဲစိတ်ကုသဖို့မဖြစ်နိုင်သေးပါဘူး။